ကြတော့သူကဒါရှိမတ် အဲ့ဒါရှိမတ်ကထုတ်တယ်ဆိုတဲ့အထိပ္ပယ်လေးအဲ့ဒါပေမဲ့သူကဒါရှိမတ်ကသုံးနဲ့စကလုံးပေါ်မူတည်ပြီးတော့စကလုံးนี่အများကြီးအထိပ္ပယ်တွေအများကြီးထက်ကွဲပါတယ်အဲ့ဒါရှိမတ်ကသူ့ရဲ့အထိပ္ပယ်တစ်မျိုးတည်းကထုတ်တယ်ဆိုပေမဲ့ဥပမာ reporto o dashimas လို့ပြောရဲဆိုရင် reporto ဆိုတာကအစီရင်ခံစာ report ကိုပြောတာအဲ့ reporto o dashimas ဆိုရင်အစီရင်ခံစာတင်တယ်ဆိုအထိပ္ပယ်လေးဖြတ်သွားလိမ့်မယ်အဲ့နောက်ထပ်တစ်မျိုးကကျတော့ဆက်စပ်တော့ shikudai အင်စာပေါ့ အဲ့ဒါဆိုရင် ရှခုသားဤအိုဒါရှိမဆိုရင်အင်သာထက်တယ်ဆိုရဲအတိဘယ်လီဒီဖြစ်သွားမေးဟုတ်ပြီနော်အဲ့တော့ဒါရှိမတ်ကိုရှခိုဒိုင်ဒါမှမဟုတ်အရှိမာတော့ရေပိုတိုအဲဒါလေးတွေနဲ့တွဲတုံးမယ်ဆိုရင်အတိပဲလေးတွေပြောင်းသွားမယ်နော်ဒါလေးလည်းမှတ်ထားမယ်အဲနားလေးကအိုရိုရှိမာဒါကြတော့ထုတ်တယ်ဆိုရဲအတိပဲလေးပစ္စည်းတွေပါရေထုတ်တာမျိုးပတ်စံတွေပါရေဘန့်တွေကနေထုတ်တာမျိုးဆိုရင်အိုရိုရှိမာဆိုတာလေးကိုတုံးမယ် အဲနောက်တစ်ခု ဟာဂျီမဲမတ်အဲ့တော့ဟာဂျီမဲမတ်စတင်နေဒါမျိုးဆိုရင်အရှိမတော့ကအိုဝါဒီမတ်စနဲ့တောင် တွဲပြီးသုံးလို့ရသေးတယ်ပြီးဆုံးတာနဲ့စတင်တာနဲ့เนาะဒါလေးကြက်လို့ရတယ်အဲနောက်တစ်ခုက ခန်ကောက်ခုရှိမတ်အဲ့အလီကတစ်ချက်လောက်တည်ထားပေးဒီခန်ကောက်ကုကိုခန်းစီအပိုင်းလေးမှာတော်တော်များများအိုးကွက်ရှင်အပိုင်းလေးမှာမိတာမျိုးတွေ့ရတယ်အရှိကခန်ကောက်ခုဆိုတဲ့စကားလုံးလေးဒါလေးကစိမ်းစမ်းတဲ့အပိုင်းမှာလည်းတွေ့ရလိမ့်မယ်ခန်ကောက်ခုရှိမတ်ကကြတော့သူကကြီးစုလေးလာတာဒါပေမဲ့မှတ်ထားပါကြီးမားတဲ့အဆောက်အဦးတွေကိုကြီးစုလေးလာတယ်ဆိုရင်ခန်ကောက်ခုရှိမတ်ဆိုတဲ့စကားလုံးလေးကိုသုံးပေးမှာကြီးမားတဲ့အဆောက်အဦးဆိုတာဥပမာထိုလျှော့ကန်းစာကြီးတိုက်လို့ဒေဘာတိုကုံတိုက်လို့ ပြီးရင်နောက်ခုအဲ M4 ရောက်ရင်တင်ရလိမ့်မယ်ခွတိုးပါလေးခိုးကျော်ဆိုရယ်စိုက်ယုံလို့အဲအဲ့အားလေးတွေကအဆောက်အုံအကြီးအမားတွေဖြစ်တယ်အဲ့လိုအဆောက်အုံအကြီးတွေကိုကြီးရှုလေးလာတာမျိုးဆိုရင်ခန်းကခုရှိမစနယ်ပဲပြောမယ်ရိုးရိုးတတန်းအဆောက်အုံအသေးလေးတွေအိမ်သေးသေးလေးတွေကိုလေးလာတယ်ဒါမှမဟုတ်ကြည့်တယ်ဆိုရင်မိမဆိုရယ်စကလုံးလေးပဲသုံးပေးပါเนาะအဲ့အားလေးတွေခွဲခြားသိရမယ်เนาะခန်းကခုရှိမစရာကအဆောက်အုံ အကြီးတွေကိုကြီးရှုလေးလာတာပါ နောက်လေးကောဒန်ဝါရှိမအဲ့တော့ဒန်ဝါရှိမဒန်ဝါဆိုတာဖုံအနောက်မှာရှိမဆိုတဲ့စကားလုံးထည့်လိုက်လို့ဒါဘက်ဖြစ်သွားတာဖုံဆက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးနောက်လေးကို obo emas အဲ့တော့ obo emas ဆိုတာမှတ်မိတယ်ဆိုတဲ့စကားလုံးလေးသူ့ရဲ့ဆန့်ကျင်ဘက်ကမိတာဝါဆူရဲမဆိုပြီးတုံးမယ်ဝါဆူရဲမမိတယ်တဲ့အဲနောက်တစ်ခု နာကူရှိမတ်နာကူရှိမတ်ဆိုတော့ပျောက်ဆုံးနေဆိုတဲ့အဓိပ္ပာယ်လေးဒါအန်ဖိုးမှာလည်းထပ်ပြီးတော့ပါလာအောင်မှာအခန်း29လောက်မှာနာကူရှိမတ်ပျောက်ဆုံးသည်အဲနောက်တစ်ခုကဟာရာအီမတ်ဟာရာအီမတ်ဆိုတာကပေးချေတယ်ဆိုတဲ့ဇာတ်ကလုံးလေးငွေတွေပါပြီးပေးချေတယ်ဆိုရင်ဟာရာအီမတ်ဆိုတဲ့ဇာတ်ကလုံးမဲ့သုံးတာ နောက်တစ်ခုကခအေးရှိမတ်ခအေးရှိမတ်ဆိုတာပြန်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်လေးပြန်ပေးတယ်ဆိုတာကသူများပစ္စည်းယူလာတာမျိုးလို့စာကြည့်တိုက်ကစာအုပ်မျိုးကိုငှားလာတာမျိုးဆိုရင် ပြန်ပေးရတာမျိုးဒါမျိုးဆိုရင်ခအေးရှိမတ်ဆိုတဲ့စကားလုံးလေးနဲ့တုံးပြီးမယ်အဲနောက်တစ်ခုကဒေခခေမတ်အဲ့တော့ဒေခခေမတ်ကအပြင်ထွက်တာနော်။ तू ကဒေမတ်နဲ့မတူဘူးနော်။ဒေမတ်ကထွက်တယ်ဆိုရဲအဓိပ္ပာယ်ကြီးပဲ။ तू ကအပြင်ကိုထွက်တယ်လို့အဓိပ္ပာယ်တယောက်ချင်းဒေခခေမတ်လေးကိုသုံးမယ်။ အဲနောက်တစ်ခု nuki mask အဲ့တော့ nuki mask ကကြတော့ချွတ်တာအဲဒီချွတ်တာကဖဏ္ဍတွေပါတွေချွတ်တဲ့အခါမှာသုံးလို့ရတယ် nuki mask အဲနောက်တစ်ခုက mode iki mask အဲ့တော့ mode အဲ့ mode ကဘယ်ကနေလာတာလဲဆိုတော့ mochi mask ပိုင်းဆိုင်နေယူလာတယ်လို့အတိတ်ပဲရတဲ့ mochi mask ကနေလာတာအဲ့ဒီ mochi mask ကိုစမ်းတဲ့ကွာတဲ့ဖောင်ပြောင်းလိုက်တဲ့အခါမျိုးဆိုရင်ချိဆိုင်စွန့်နဲ့တဲ့နဲ့ပြန်ပြီးပေါင်းထည့်လိုက်တာဖြစ်တဲ့အတွက် mode လို့ဖြစ်သွားတယ် အနောက်က Ikimas ကတော့ရတယ်ဆိုရတဲ့နှစ်မျိုးပေါင်းလိုက်ယူသွားတယ်ဆိုရအဓိပ္ပာယ်လေးဖြစ်သွားတာအဲ့ဒီတိုင်းမှာအောက်ကတခုလဲဒီတိုင်းမှာ Motte Kimas ဆိုရင်ယူလာတယ်ဆိုရအဓိပ္ပာယ်လေးအဲ့တော့ဇကလုံးအပိုလက်ခုလဲချိန်မှတ်ထားမယ် Mochimas Mochimas ရာကယူလာတယ်ပိုင်ဆိုင်တယ်ဆိုရနေရာမှာတုံးတဲ့ Mochimas အဲ့ဒါကိုတဲ့ဖောင်ပြောင်းလိုက်လို့တော့ Motte လို့ဖြစ်သွားတာနော် အဲနောက်တစ်ခုရှင်ပိုင်ရှင်မအဲရှင်ပိုင်ရှင်မဆိုတာကစိတ်ပူတဲ့ရှင်ပိုင်ရှင်ပိုင်ဆိုတဲ့စကားလုံးမှတ်တာရှင်ပိုင်ဆိုတာကစိတ်ပူတဲ့နေရာမှာသုံးတဲ့ရှင်ပိုင်နော်ရှင်နော်ရှင်ဆိုတဲ့ပိုင်လေးအဲ့လိုမဟုတ်ဘဲနဲ့ကွာရှိရှိပိုင်ဆိုရင်ကြာရှုံးနေဆိုတာကြီးဖြတ်သွားလိမ့်မယ်သူကရှင်ပိုင်ဆိုတာကစိတ်ပူတယ်ဆိုတဲ့အဓိပ္ပာယ်လေးအဲနောက်တစ်ခု ဇန်ကယောရှိမတ်အဲ့တော့ဇန်ကယောရှိမတ်ဆိုတာအချိန်ပိုစင်းတာအဲ့ဒါကဂရုတရီအုပ်စုဝင်နေဖြစ်ပါတယ်အနောက်ကရှိမတ်စနဲ့ဆုံးတာ၄ဆိုတော့အဲ့တော့ဇန်ကယောဇန်ကယောဆိုရယ်အတော့နှုံးကြီးပဲမြင်နေဆိုရင်အချိန်ပိုစင်းနေ OT စင်းနေဆိုတော့အတိတ်ပဲလေးတုံးတာဇန်ကယောဆိုရယ်စကားလုံးလေးကအောက်ကတခုလဲကိုနဲ့နည်းနည်းလေးရင်းနှီးအောင်လုပ်ထားမယ်ရှူချောရှိမတ်ရှူချော ရှူချောဆိုတာကအလုံးနဲ့ခရီးသွားခြင်းဆိုရယ်နောင်းကြီးအဲ့ဒီနောင်းကိုဗတ်ဖြစ်ချင်လို့အနောက်မှာရှင်မစလေးထည့်လိုက်တာဖြစ်တဲ့အတွက်ဂရုသရီအုပ်စုဝင်တွေသူတို့ကပောင်းဝင်သွားတာဂရုသရီအုပ်စုဝင်တွေဖြစ်သွားတာဟုတ်ပြီနော်အဲ့တော့အပေါ်ကရှင်ပိုင်ရှင်မစ်ဇန်ဂီယောရှင်မစ်ရှူချောရှိမစ်ဒါတွေအကုန်လုံးကအုပ်စု၃ထဲကိုဝင်ပါတယ်ဒါတွေကဖောင်ပြောင်းတဲ့အခါကျရင်သိထားရမယ်နော်အဲနောက်တစ်ခု ဒဲခီမတ်အဒဲခီမတ် ကလုံးနိုင်နေဆိုရဲအတောင်နှောင်းလေးဒါကို M4 အခန်း29မှာတင်ရလိမ့်မယ်ကိုလုံးနိုင်နေကိုရဲ့အရေးအချင်းတွေကိုဖော်ပြခြင်းတဲ့အခါမျိုးဆိုရင်ဒဲခီမတ်ဆိုရဲအတောင်နှောင်းလေးတုံးလို့ရဥပမာရေကူးနိုင်နေရေကူးတတ်တယ်ဒါမျိုးဆိုရင်ဒီဒဲခီမတ်ဆိုရဲစကားလုံးလေးတုံးပြီးလို့ရတယ်နော်